hello also a client ကိုကတိတ်နေမမ YouTube channel လေးကနေ newsletter ကြည့်တော့လိုက်ပါတယ်ဒီနေ့လေးမှာတော့နက်နက်လေးကစကားသမုတ်တရားစာသမုတ်တရားဆိုရယ်ဆရာကြီးမောက်ခမင်းတနုပြုရေးသားထုတ်ဝေတယ်စာလေးကိုရှုပ်ဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ရင်သုံးသပ်ပေးကြပါအောင်နော်မသေးတော့နာမည်များ စာပေဟောပြောပွဲတစ်ခုတွင်ဆရာကြီးဦးဆန်ထွန်းမင်းသားဘုဒ္ဓစကားတစ်ခုကို ကျွန်တော်တတိယနေသည်ဝါရရေးရများအကြောင်းပြောဆိုရင်ဆရာကြီးကဆရာတော်အစ်စင်ဝါရတွေထဲမှာတင်မိအစ်စင်ကိုတဘောကြတယ်ကွာဟုပြောပါတယ်ပြိတ္တကဆရာကြီးပြောတော့တင်မိအစ်စင်ဆိုဒီကို နားမလည်သည့်အတွက်ငြိမ်ပြီးနားထောင်နေပါတယ် ဆရာကြီးတည်ငိမ့်နေတော့ပြိတ္တကိုခဏအကဲခတ်လိုက်ပြီးမှတေမိအစင်ဆိုလာတေမိဝါရလေးတေမိမင်းသားလူစကားမပြောဘဲတိတ်တိတ်နေတဲ့ဝါရပေါ့ကွာတိတ်တိတ်နေနိုင်ရင်အကောင်းဆုံးပဲဟုရှင်းပြပါလေထိုကားကြမှာပြိတ္တကသဘောပေါက်ပြီးဝါကနေပွေးကြသွားပါတော့တယ်ဆရာကြီးအမေရှိတဲ့ကဲ့သို့ တင်မိဟုသော စကားသည်ဖျားလောင်းမြင်များသာမကားတော့ပဲစကားနဲ့သူစကားများများမပြောသူဟုသောအရိပယ်ကိုကြကြပြန့်ပြန့်ဆောင်နေပါပြီပြို့ကိုရင်ချင်းမိချီပြောချင်ရှိပြောလေဘာဖြစ်လို့တင်မိလုံနေတာလဲစသည်စကားမျိုးတွင် ထိုတိတ်ပဲဆောင်ကြအများနာလေနေကြပါပြီ အမည်ပါရှင်ဤခုံရည်တွေကိုအချောင်းပြူရည်ထို့သို့အတုံးကျေပြန်သွားရခြင်းဖြစ်ပါသည်ထို့အတူတေမိကဲ့သို့ပင်ဝေဒရာဟုသောဖျားလောင်းမည်သည်လည်းအလိုအပ်တံအပေယကရှေရောသူဟုသောအတိတ်ဘယ်ကိုဆောင်းနေပါပြီအလိုရရောသူ အလောင်းတော်ဝေဒန္ဒရာမင်းကြီးဤခုံရည်တွေကိုအချောင်းပြူရည်ဤသို့အတိတ်ဘယ်ကျေပြန်သွားရခြင်းဖြစ်ပါသည် ဥမောင်လာတော့ကတော့ဝေတန္တရာပါပဲဖြူချလိုက်တာနဲ့အပေကံရဲ့ရောသူဟုဆိုလိုကြချက်ချင်းနားလေကြဒီမှာထိုတဘောပင်ထိုတိတ်ပဲပင်အတုံးလည်းလည်းရရှိနေပြီပြကြောင်းမဟုတ်ပါလို့ဒီရမှာတော့ဥကြည်ဥတာတို့ဟာမဟုတ်တာပဲကွာဟုပြောလေရင်မဟာတရာဆိုသောစကားတည်ပညာရှိဟုအတိပ္ပယ်ရာကြောင့်နားလည်ချပါလေ တ်တော်ကြီးဆဲပွဲလာဖျားလောင်မြေဆဲကူးတွင်ရခုပေါ်ပြတော့တိမိဝေတန္တရာမဟောတထာဟုသောအမည်သုံးခုကိုသာဤသို့သောအတိတ်ပင်များဖြင့်ကြဲကြဲပန့်ပြတ်အသုံးပြုလျက်ရှိကြောင်းကယူပြုမိပါれနေမိပူရိတဆန္နာကုမာရာစသည်ကြံမြေခုနှစ်မိုးမှမသက်ဆိုင်ရာဂုံရည်သွေးများကိုအစဲပူ၍အတိတ်ပင်များကြဲကြဲပန့်ပြတ်အသုံးမသွင်းသေးပါ ်တေဝရမာနဲစစကဟူသော၎င်းတို့ဤမနစ်မြို့ပွဲမလိုလားပွဲအချင်းမယကိုအာယုံပြုလျက်အဆွဲပြုလျက်အတုံးတင်ကြသည်စကားများဖြစ်သည်တေဝရတဲ့မာနတို့လိုဖြက်လိုဖြက်စီပြုသူအစိမ့်နောက်ဆက်ပေးသူဟူသောအတိတ်ပဲဖြစ်တွင်တွင်ချက်ချက်သုံးနေကြပါပြီ။ တီတီဝရကြောင့်တို့အစီအစဉ်လေးပြတ်ကုန်ပြီဒုက္ခတိကိစ္ဆာမှာမာနဲ့ဝင်လုံးတာကိုစသဖြင့်ပြောဆိုတုံ့ဆွယ်နေကြပါပြီတို့အတူစုစကားဟုတော့စကားတည်လဲလောဘကြီးလွန်သူအလိုအချို့အမျက်ကြီးစသည်ဟုတော့အတိတ်ပဲကိုစောင့်နေပြီဖြစ်တယ်တဲ့ချင်းကအမြဲကြီးစာစီပွားရေးဓမ္မများကိုစုစကားများဟုခေါ်ခဲ့ကြတယ်။မဟုတ်ပါတော့စပိုးနေလအောင် အစာကျူတော့ ်ဆုဇကာပုံနာဤအမှုချင်းကိုအစွဲပြု၍အတုံးတင်ကျလာခြင်းဖြစ်ပါတယ်အဖေကိုပြန်တက်သည့်အစာတရက်ကိုအစွဲပြု၍အမေကိုပြန်ပြီးအာခံသူရံမှုသူကိုဟဲ့အစာတက်အဖေကိုပြန်လို့ရသလားမြေမျိုးလိမ့်မယ်အမေကိုပြန်လို့ရသလားမြေမျိုးလိမ့်မယ်ဟုပြောဆိုတတ်ကြပါတယ်အဖေကိုပြန်တတ်မိကကျုံဝကခေတ္တအစာတတ်ဟု ခေါ်သူများပင်ရှိပါတယ် ထိုစကားသည်လည်းထိုဒိဗယ်ဖြစ်အသုံးတင်ကြနေသည့်စကားဖြစ်ပါသည်ထိုဒိဗယ်ကျပြန်သွားတော့ဆာလဲပေတဲ့ကအမည်များတဲ့ကာလနကတို့စီဝကတို့လည်းအပါဝင်ဖြစ်ပါသည်ဖျားတဆူတဆူပွင့်မှာအိယာမှာတခါတခါနိုးသည်ဆိုတော့ကာလနကခေါ်နကကြီးအမည်ကိုအစွဲပြုရေးကာလနကဟုတော့ စကားကိုအေးကြည့်သူဟူသော အတိတ်ပဲဖြစ်သုံးနေကြပါတယ်။ထို့အတူဘုရားရှင်ကိုစေကုတပေးသောတမတော်ဇီဝကကိုအဆွဲပြု၍စေကုတသောဆရာဝန်ကို တိဆရာဝန်ကတော့ဇီဝကပါပဲဟူသော စကားမျိုးချစ်ချူပြောဆိုနေကြပါတယ်။အထက်တွင် ဖော်ပြခဲ့သောအမည်များမှာစန္ဒီပန်နှင့်ဘုရဝင်တို့မှ အမည်များဖြစ်ပါတယ်။ မြမရာဇဝင်မအမည်အချို့သည်လည်းထိုသို့အတိတ်ပဲကျေပြန်စွာ အသုံးပြုနေကြသည့်အမည်များဖြစ်ပါသည်ဒီရွက်ကမှာပေါက်ပြားတွေရှိတယ်နော်ခုပြောလိုက်ရင်ဒီရွက်ကမှာတခိုးတွေရှိတယ်ဟူဆိုလို့ကြနားလည်ကြပါတယ်အင်ဝကေသရိုးမင်းဖြားလက်ထက်တွင်ထင်ရှားသောတခိုးငတ်တဲ့ပြားကိုအစွဲပြုတ်ရဲ့ဤဒိဗေကိုတုံးခြင်းဖြစ်ပါတယ်စာတို့ပေးစာရှားပွေဆူဆောင်းတတ်သူကို ဒီကောင်ကတော့စာလုံးငညိုပဲဟုပြောပါတယ်။ဝင်းစင်မင်းရာစာဖြင့်ထင်ရှားလာသည့်ငညိုဆိုသောပုဂ္ဂိုလ်၏စာတို့ဝိစာချက်မှတ်စုဆောင်တတ်သည့်အမှုကျင့်ကိုအစွဲပြု၍ဤတို့တုံးချင်းဖြစ်တဲ့ကိုညီမဆန်းနိုင်ချရှိသော ပထမပူပူအောင်ကို အစွဲပြု၍ ထိုမိကိုကုညီမဆတူဟုသောအတိတ်ပဲဖြစ်သုံးတတ်ကြပါတယ်။မတော့ကရောက်နေတော့မင်းကတော့ပူပိုးအောင်ပဲกว่าဟုသောစကားမျိုးဖြစ်ပါတယ်။သူကြသည်မှာထိုစကားကိုမလိုလားသည့်သဘောဖြစ်လဲသုံးတတ်ခြင်းဖြစ်တယ်။ပင်ပေးတွန်းပေးတတ်သည့်သူကိုလည်းတွေ့လျင်ငါတို့ဘိုးဘိုးအောင်နဲ့တွေ့နေပြန်ပါပြီဟုသုံးပုံမျိုးဖြစ်တယ်။ဘာလုံးတစ်လုံးဖြတ်လျင်နှလုံးပေါ်သည်ဆိုတော့ ပူပူအောင်၏အဆန်းကိုအဆွဲပြုကကားကနက်စာတက်သောအင်္ဂါကများကိုတချိန်ကပူပူအောင်ကားတွေဟုခေါ်ခဲ့ကြပူပါတယ်။အကြံဉာဏ်ပေးတဲ့သူကိုလည်းအခါပေးဥုံညာဟုမလိုမလား။တုံးတက်ပါသေးတယ်မင်းတို့မင်းလက်ထက်တွင်မြင်းကိုမြင်းခုမင်းသားများပုံကံရင်အခါပေးမိသည်ဥပုံညာအီလောရက်ကိုအစွဲပြုရဲ့ဒီကိစ္စမှာသူကအခါပေးဥပုံညာဟုသည် ကဲ့သို့သောမလိုသောသဘောချင်းသုံးပုံမျိုးဖြစ်ပါတယ်။ဝိတုဆက်ဆောင်များတွင်ချို့တို့အသုံးကျင်ကြသောအမည်များရှိပါတယ်။ဝန်ဆေးရေးဦးကြည်ဤချက်မောင်ရက်တီမောင်မိုင်းဝိတုမှဆက်ဆောင်မောင်မိုင်းဆိုလျင်အလွန်မိမ့်မပွေသူ ဖြစ်သည့်အတွက်ချို့ဝိတုပေါ်စာကိုလိုနီကကမောင်မိုင်းဆိုလျင်လူရှောက်လူပွေအဖြစ်အများနာလေကအနှလုံးနာသည့်အသက် ဖြစ်ရသည်ဟုဆိုပါတယ်။ ထိုအချက်ကိုအကြောင်းပြု၍ထိုကဲ့ကမြန်မာစစ်စစ်ဖြစ်လျက်မိမိအမည်ရှိတွင်မစ္စတာတဲ့ရတီကိုအရသာတွေ့သောမြန်မာချို့ကိုတဲ့ရလို့သောဆရာကြီးဦးလွန်သည်ထိုသူတို့ဤအရေးသားတွေနေသောမစ္စတာကိုအများအောင်နှလုံးသားသည်သည့်မောင်မိုင်းနှင့်တမင်ဒရက်ဘတ်ကမစ္စတာမောင်မိုင်းဟုကလောင်မီယူကဲချင်းဖြစ်ပါသည်ထိုသူဦးကြည်ဤစကားတောင်စာဝတ္ထုမှာ စကားတောင်စားသည် စကားကိုကဲ့၍ပြောတတ်သည်ချင်းပါချင်းပါတာငညုံနှင့်ပခန့်သာငလက်တို့သည်လည်းစင်ကြယ်များသည် စကားလေရှိသည် အကော်ခန့်နှင့်ပြောတတ်သူကိုစကားတောင်စားဟူ၍လက စကားတန်ရှိသူ၏လကစင်ကြယ်များသူကိုချိပါတာပခန့်သာဟူ၍လက ခေါ်ဝေါ်တုံ့နှုံချပါれခဏခဏရံဖြစ်တတ်သူရံဖြစ်တိုင်းပါတတ်သူကိုငပွားကြည့်ဟူခေါ်လေးရှိကြပါれ ငပွားကြီးဒီကိုလိုနီခက်ကဆရာကြီးဥပေမောင်တင်နဲ့ဥချိုတို့ပြည်စုတော့မြမကြီးဆရာဒုတိယတွဲမှာဆက်ဆောင်တူဦး EMB ဖြစ်ပါတယ်။ငပွားကြီးအကြောင်းကိုဤတို့တွေ့ရပါတယ်။ငပွားကြီးနာမည်တွင်တော့ဖုန်းကြီးကျောင်းသားခလေးတယောက်ရှိတယ်။ကျောင်းလုံးရှိကျောင်းသားများဒီသူနေချီရန်ဖြစ်ကြတယ်။ တနေ့နိုင်ចောင်းသားတွေရံဖြစ်နေကြတော့ကပီးယာကဖုံးကြည့်ဗျာခလေးတွေရံဖြစ်နေကြပါတယ်ဗျာဟုចောင်းအောက်ကနေဆောက်လိုက်ဤဖုံးကြည့်ကဘသူလဲဟေဟုမေးလိုက်ဤထိုအခါကပီးယာကငပွားကြီးရဲ့ဟုဆိုကားရှိသည်ဖုံးကြည့်ကဟဲ့ကပီးယာရဲ့ငပွားကြီးကိုတော့ထည့်ပြီးပြောမနေနဲ့ငပွားကြီးပါမန်ငါတိတယ်တပတ်လူကိုသာမေးတာဟုပြောလေဤမြမကြည့်သာသည်ចောင်းတော့စာအုပ်အဖြစ် အတုံးတင်ကျဲသည့်အခွက်ငပားကြီးကို လူတီမြပြီးပြန်လိုသူအဖြစ်အတုံးကျဲပြန်လာရခြင်းဖြစ်တဲ့ဘယ်နိုင်ငံကတော့ငပွားကြီးဖြစ်နေပြီးဟူသောနိုင်ငံနဲ့စီပြီးတုံးခဲ့ကြတယ်။နောက်တုံးတင်ကျဲသောဆက်ဆောင်မီတစ်ခုမှဆရာမောင်ထင်ဤငပဝတ္ထုမှာလက်သမားကြီးငပပင်ဖြစ်သည်ငါဘာဟုဆိုလည်းလက်သမားဟု အတိတ်ပဲရသည့်အတွက်အတုံးတွင်ချလာခဲ့ပါလေ စပေကြံကန်လာ အမည်များသာမဟုတ်ပဲထင်ရှားရှိသောလူပုဂ္ဂိုလ်အမည်များတွင်လည်းဤနည်းတိုင်းအတိတ်ပဲကျေပြန့်သွားသည့်သဘောကို တွေ့ရပါတယ်။တစ်ချိန်ကလူသောကြီးအဖြစ်ထင်ရှားသောလမ်းမတော်ဥဖို့တုတ်ကိုအဆက်ပြုရင်ဖို့တုတ်ဆိုရင် လူသောလူမိုင်းဟုနားလည်ကြသည်။စိုင်းကြည့်ရာကြီးစိန်ပေတာဤအမည်ကိုဆွဲပြုရင်စိန်ပေတာကိုလက်တံကြောင်သူဟုသောအတိတ်ပဲဖြစ်တုံးကြသည်။ เจ้ามาอายจันตอเสียโกเซมเมดาฮูอ็มพีเป็ดฉิมาโตตบอเปียนဖြစ်ပါတယ်။အောက်ကစားထူးကျွန်သူကိုဒီကောက်ကတော့ဆော်ဝိတ်ပဲกว่าဟုတုံးသက်ฉิมาလဲ။ကာယလိုက်စားသူတွင်ထူးကျွတ်သောเสียကြီးဥဆော်ဝဲဤအမည်ကိုအစွဲပြု၍တုံးခြင်းဖြစ်ပါတယ်။နမဲပန်းရှင်ဤခုံရည်တွေ့မျိုးအမှုခြင်းမျိုးရှိသည့်အခြားပုဂ္ဂိုလ်တို့ဦးကိုထုံရင်းပင်တင်စားခွဆွဲတုံးနေရမှာ။ ပြနေမယ်များဤအထိပယ်ကြီးစက်ကြန်လာရခြင်းဖြစ်တဲ့သူစကလုံးတီပုံကတူနဲ့သာဆိုင်သောနာမည်အဖြစ်မှအများနဲ့ဆိုင်သော စကလုံးဖြစ်စက်ပြန်လာရခြင်းဖြစ်တဲ့လူသေးတော်လည်းနာမည်မသေးသောသို့သောဆိုးဆုံးစကားရှိပါတယ်တချိန်ကအသက်ထင်ရှင်ကြသည့်တို့နာမည်ပန်းရှင်များသည်ယခုသိဆုံးကုန်ကြပါပြီ။ ထို့တော်သူတို့၏နာမည်များမှမူကျေပြန်သော အနှံ့ရိပ်ပဲကိုစောင့်လျက်မတည်မပြောက်ရှိနေကြဆဲဖြစ်ပါသည်ထို့ကြောင့်ထိုနေမည်များကိုမတည်သောနာမည်များဟုဝိတေသပြုလိုပါသည်။ចောင်းတူတန်ခွဲရှိစရာပုံမြင်တပုတ်ကို ကြားပူပါれ။တခါကကိုလူရောတယောက်သည်ရွာတရာသို့အလဲပက်လျှောက်သွားသည်။ ညဘက်တွင်စကားထိုင်ပြောကြပြီးအိတ်ချိန်တန်းကြသောအခါအင်းရှင်ကရေနံစီမိအိမ်ကိုလက်ညှိုးထိုးပြပြီးမိငိမ့်လိုက်ပါဗျာဟုပြောသည်ကိုကိုလူယောကအနာမဲ့လေအင်းရှင်ကမိအိမ်ကိုဖူကနေမှုတ်လိုက်တော့မှအော်မိဒတ်ဖို့ပြောတာလားခမည်းတော်ရက်မှာတက်တာကိုငိမ့်တယ်လို့ခေါ်တကိုဟုအော်တော်အော်မက်ဆက်ချပါတယ်နောက်တစ်နေ့တွင်လက်ဝေးသားချပြီးပြန်လာတော့က ကိုလူရောကိုအရှင်ကအချိုးအချောင်းစီမေတော့ခါလက်ဝဲငိမ့်ပွဲတားကြည့်တာပြုဟာတယောက်နဲ့တယောက်ငိမ့်လိုက်ကြတာဘာပြောကောင်းမလဲပြဟုပြောပြောလေသည် ဟုတတိစကားနှလုံးအလေးလေသုံးမှတနည်းအားမရသည်ကိုပုံသေးတတ်မှတ်ပြီးမစီလျော့သည့်အချားနေရမှာမှာတောက်တုံမိသည့်အတွက်ဒီစရာဖြစ်ရပုံကိုဟာတာလောက်ထားတော့ပုံရင်းဖြစ်ကြောင်းသိတာပါတယ် ပဒစာဘက်ကကြည့်လေရင်အနက်တူပြီးအတန်ကွဲသောအကြောင်းပြတန်ကွဲစကလုံးများနဲ့စန်တီပြဒနာတစ်ခုကိုဤပုံမြင်ကဖော်ပြနေတကယ်တို့ရှိပါတယ်။ငိမ့်နေတဲ့ဒီအကြောင်းပြတန်ကွဲဟုတ်တယ်လို့မဟုတ်တယ်လို့မြန်မာဘာသာစကားနယ်ပယ်တွင်အကြောင်းပြတန်ကွဲဖြစ်နားလည်ထားကြစကားတို့များစွာရှိပါတယ်။ကြော်ရှင်ပြောဆိုသေးငယ်ပြုလို့သေဆုံးမှမိုက် လင်းညံအစင်အမြင့်ယဟန်တန်ကကံကျမဆင်းရဲဒုက္ခအလူဒါနစသဖြင့်အညာပြပင် တွေ့နိုင်ပါလေသူစကလုံးမြတ်သည် အနတ်ချင်းတတိမသိန်းထတ်တူထမြတူသောအကြောင်းသူတံခွဲဆစ်စင်များဟုတ်ကြပါ၏လို့ခေတ္တဘာရာဗေဒပညာရှင်ကားများဘူးလုံလုံလလရတူသောအကြောင်းသူတံခွဲဆစ်စစ်ဟု၍မရှိဟုပင်ဆိုကြတယ် အိန္ဒိယတွင်လုံလုံလရာသူသည်ဆိုရနိုင်စကလုံးဤယူယိုအနေချီတမကရှင်ရွေးကပလာတော်ခန်းစားမှုအကြောင်းသိမြတ်တိတိကျကျသူသည်တဘောကိုဆိုလိုခြင်းဖြစ်တဲ့တေနဲ့ဆုံးဆိုပါစို့တေရန်နဲ့ဆုံးတာအတူတူပါပဲဟုပြောရရတော့လဲဆုံးကတေထပ်ပူရေးတိတ်မွေရင်ကျေတော့အငွေတက်ကလေးရှင်ဟန်နေသည်မဟုတ်ပါလောအပေသေးပြီနဲ့အပေဆုံးပြီဟုတော့ စကားနှခုဤအနဲ့ဒိဗေသည်တထထဲကြပါဤလော အဖေသေးပြီးထက်အဖေဆုံးပြီကပို၍မသိမ့်မွေးပါလောတို့ဖြစ်လည်းရင်တင်းနဲ့ဆုံးသည်အနဲ့ချင်းလုံးလုံးလည်းရထသူကြသည်ဟုဆိုနိုင်ပါအုံးမည်လောအချို့ပညာရှင်များကလုံးလုံးလည်းရသူသည်ចောင်းသူတန်ကွဲမျိုးမရှိဟုမဆိုတင်ကြပညာရဲ့ဆိုင်ရာစကားများတွင်ခန်းစားမှုမရှိသောတိတိကျကျတသောရသော တဘောရှိရဲ့အပြန်လဲလဲလဲတုံးတီចောင်းသူတန်ခွဲများရှိចောင်းထောက်ပြချပါတယ်ဆိုပါစို့တတဗေဒတွင် TES ဆိုသောအတုံးများတွင်အသက်အောက်တန်ဟူ၍၎င်းခေါ်ကြတယ်တန်ကျိုးပေါက်ပြန်ရက်တန်တန်ရက်ရက်တန်ဟူ၍၎င်းခေါ်ကြတယ်သူစကလုံးနှလုံးကိုအလဲလဲတုံးရရသည် စကလုံးများဤအနတ်ဒိတ်ပဲလေးလာသောပညာကိုအတ္တဗေဒဟူခေါ်တဲ့ကဲ့သို့ အတိတ်ပဲပညာဟုလည်းခေါ်သည်တသိညာအားလေးလာသည့်ပညာကိုဘာနာဗေဒဟုခေါ်သည်စီဝဗေဒဟုလည်းခေါ်သည်ဤစကားလုံးများသည့်တိတိကျကျသတ်မှတ်သုံးဆသည့်ပညာရဲ့ဆိုင်ရာစကားများအဖြစ်၍เจ้าသူတန်ခွဲများအဖြစ်မှတ်ယူနိုင်ပါသည်နေစဉ်စကားသုံးနယ်ပယ်များတွင်ခန်းစားမှုအကြောင်းတွင်တိတိကျကျသူတို့အကြောင်းသူတန်ခွဲမျိုးရှားပါသည် စကားလုံးများဤအနတ်ဒိတ်ပဲထွေပြမှုတိမ်မွေးမှုခံစားမှုများရှင်ဟန်နေမှုတို့ကြောင့်စကားလုံးတစ်လုံးနဲ့တစ်လုံးအနတ်ချင်းမြင်မြတ်သူညီသည်ဆိုတဲ့ကမှု꿰ပြမှုရှိတန်တလားရှိပါတယ်တန့်နေငယ်သူတယောက်ရှိတော်လေတက္ကအငိမ့်ချဖို့ရေရေပူရကြသည်မှာအထင်ရှားပင်ဖြစ်တယ်သောအတူမိခင်ကအမေထက်ပူရေစပေသုံးဆန်နဲ့ဒါနကအလူထက်ပူရေခံရတယ် မတားကစာပနာထက်ပိုရေးရိုင်းတော်ငွေတက်ပါတယ်။တွေးကစားထက်ပိုရေးပန်းစကားဆံပြီးတက်လက်တယ်။အာစရိကဆရာထက်ပိုရေးရှင်းလင်းကျွမ်းဝင်သည့်အငွေအသက်ပါတယ်။ပုံပြက်ကမြင်းလက်ထက်ပိုရေးတေတိယတေတာတုံသဘောဆောင်နဲ့မမန်ကထမင်းနဲ့ရှင်လင်းခလေးသုံးဆံနဲ့စသဖြင့်စသဖြင့်ကျောင်းသူတန်ကွဲများအေးအေးတိမ်မေတော်ကွဲပြားခြားနားမှုများကိုလေးလာစူးစမ်းရှင်းနိုင်ပါတယ် ချောင်းသူတန်ကွဲဟုံမဟုတ်အစားထိုးလျက်သုံးကြည့်လျင်တင်းနိုင်သည်ဟု အချို့ပညာရှင်များကဆိုကြသည်ဒုက္ခနှင့်ဆင်းရဲသည် အနတ်သူသည်ကိုဆိုလိုသည်လို၍မရသောဆင်းရဲကို လို၍မရသောဒုက္ခဟုအစားထိုးသုံးရရသည်ဒုက္ခရောက်နေပြီကိုဆင်းရဲရောက်နေပြီဟု၍အစားထိုးသုံးရမရသုံးနေမရှိ ဖွက်အတူအေးနေချန်သည်အနတ်သူသည်ဆိုသည့်အတွက်အေးလိုက်တာဟု ပြောရမယ်နေရာတွင်ဆက်လိုက်တာဟုပြောရရနိုင်တော့လေရေအေးအေးလေးတစ်ခွက်ပေးပါဟု ပြောရနေနေရာတွင် ရေချမ်းချမ်းတစ်ခွက်ပေးပါဟုပြောလျရင်ရှူစရာဖြစ်သွားကြသူစကားကိုမြန်မာစကားမတက်သူ ပြောပုံမျိုးဖြင့်ဟာတလုပ်ပြီးပြောနေကြခြင်းဖြစ်တဲ့ ။တွဲဖြင့်အစာထိုးလဲလဲတုံးဆဲမှုသည်ရာသီနေရာမှာရပြီးမရာသီနေရာမှာမရာချောင်းတွေ့နိုင်ပါလေ။နေ့စဉ်သောစကားနယ်ပယ်တွင် ထတ်တူထမ်းမြသူသောအကြောင်းသူတန်ခွဲမျိုးကအမှန်တကယ်ရှာပါလာပါတယ်။ဆိုင်ရီတူတူဦးဤရေဟန်ကိုအကြောင်းသူတန်ခွဲစကားလုံးများကပုံဖော်ပေးနိုင်သည့်တဘောရှိသည်။ဆိုင်ရီတူတူဦးဤအကြောင်းသူတန်ခွဲစကားလုံးများထဲမှအသိဉာဏ်ဆုံးဟုသူယူဆသောစကားလုံးကို ရွေးချယ်နိုင်ခွင့်ရှိရန်ဖြစ်သည်ထို့သောရွေးချယ်ခြင်းကလင်ပင် သူရေးဟန်ကိုပုံဖော်ပေးသည်အစီကံတရက်ဖြစ်သည်ဟုဆိုနိုင်ပါသည်စာရေးသူတယောက်တည်းចောင်းသူတန်ခွဲများထဲမှစာသုံးပေသုံးစကလုံးချင်းများကိုရွေးချယ်သုံးလျင် သူရေးဟန်သည်ခက်ခက်ညာညာလေးလေးပင်ပင်ရှိပါလိမ့်မယ်။ပေါ်ပေါ်ပါပါနေစဉ်သုံးစကလုံးများမှရွေးချယ်သုံးလျင်သူရေးဟန်သည ပပပပတတလလရှိပါလိမ့်မယ်သူရဲ့ချက်မှုကသူရဲ့ဟန်ကိုပြထန်းတတ်မှတ်ပုံဖော်ပေးမိမလွဲပါကျန်းသူတန်ခွဲများကိုတဲတုံးလေးရှိကြပါတယ်တဲတုံးရရင်ခက်ခွက်ခွာခွဲကြပြီအလဲလဲသုံးမုံမျိုးနဲ့နိနိကကတွဲဆက်သုံးမုံများဟူရေးတွေ့ရပါတယ်ခက်ခွက်ခွာချပြီအလဲလဲသုံးမုံမျိုးကိုအချို့ကနှစ်သက်ကြပါတယ် လဲနှစ်တမျိုးလှေနှစ်တလီကားနဲ့တဖုံသင်းပေါ်နဲ့တနီလှေရင်နဲ့တဝါသွားကြလာကြရသည်ဟုသုံးပုံမျိုးဖြစ်တယ်။ဤနေရာတွင်တမျိုးတလီတဖုံတနီတဝါတို့ကိုចောင်းသူတန်ခွဲများအဖြစ်မှတ်ယူနိုင်ပါတယ်။တမျိုးဟုသောစကားတစ်လုံးနဲ့ချက်တလဲမတုံးလို့တဲ့အတွက် စကားပရိယေလှည့်လေတုံးလေခြင်းဖြစ်သည်ဟုဆိုကြပါတယ်။ တို့တော့စဒီအတိုင်းစုစကလုံးများသည်ခန်းစားမှုအရေးသေးခြင်း၊ကွဲပြားနိုင်သည့်အတွက်ဆိုလိုသည့်သဘောတိတိကျကျမရာပဲဝေဝါးကြနိုင်ပါလေ။တမင်ဟန်လို့တော့အဖြစ်မျိုးရောက်သွားနိုင်ပါလေ။ကျောင်းသူတန်ခွဲများကိုနိနိဒဆက်တွဲဆက်သုံးဖို့မျိုးချင်းအနတ်ဒိတ်ပဲပုံမိုလေးလက်ထင်ရှားလာသည်ကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ကျောင်းသူတန်ခွဲများမှာလည်းကျောင်းသူတန်ခွဲများမှာလည်း ေတာဒေတိယဒေတာတို့သဘောဆောင်ဒီကိုလည်းတွေ့ရမိတာဖြစ်ပါတယ်။ဖရာတပေတာယဟန်တန်ကတော်များကိုရှုတိမြတ်လို့ဆိုအရှိကိုပုစောဖုံမြကတော်ရာတီအတွက်အကျိုးတူတူမြန်ခန်းစားကြရမှာမလွဲပါဘူးဟုတော့စကားကိုချိပါတဖက်ကချိလည်းရင်စကားထလွန်သူဟုစွန်နိုင်တော်လဲတဖက်ကချိလည်းရင်ခံရလေးလက်တော့အငွေအသက်ထင်းဟန်နေဒီမှာအထင်ရှားပင်ဖြစ်ပါတယ် ထို့ဖြစ်တွဲဆက်သောကျောင်းသူတန်ခွဲများကရှင်မှုရဲ့ဖြစ်အောင်လည်းဖန်တီးနိုင်ပါတယ်တရော်တန်ပအောင်လည်းဖန်တီးနိုင်ပါတယ်ဒီကိစ္စကိုဩဘပေးကြတဲ့ဟူပြောလည်ရင်ရိုးရိုးစကားဖြစ်သည်ဒီကိစ္စကိုကောင်းကြည့်ဩဘထောပနာပေးကြတဲ့ဟူပြောလည်ရင်ရိုးရိုးပြောခြင်းမဟုတ်ပဲတရော်တော်တော်အရင်းငွေပါကြောင်အကဲခံနိုင်ပါတယ်တမင်ဟန်လုပ်ပြီးပြောဆိုသည့်စကားမျိုးကိုဖော်ပြလိုလျင်ចောင်းသူတန်ကဲများကို တဲ့တုံးနိုင်ပါသည်ဒီနေရာတည်တည်တတ်မှာတော့ကျုပ်ရဲ့ဧကပုတ္တတဟုတဲ့တော့ခလေးကိုလေးလေးမြမြချစ်ချစ်ခင်ခင်အရေးကြီးနေရတာပဲပြဟုတော့ဝိထုရဆဆောင်တယောက်ကပြောလေရင်သူဆဆောင်ကိုခက်ကြကြဟန်လို့ပြောတတ်သူဟုမှတ်ယူနိုင်သည်မဟုတ်ပါလောခံယူမှုအရေးအတွေ့ခံစားမှုအရေးအတွေ့စတူတို့ထတ်တူထမြမတူစေကမှု ယူယိုနယ်ချင်းတူသောစကလုံးများကိုចောင်းသူတံဝဲများဖြင့်ရေးဘူးရအမှတ်ယူကအသုံးပြနေကြပါပြီ။စကလုံးများဤအနက်ရိပ်ပဲကိုလေ့လာရခြင်းသည် စိတ်ဝင်စားပွဲအလုပ်တစ်ခုဖြစ်ပါလေ။ထို့လို့ထဲမှចောင်းသူတံဝဲများကိုလေ့လာခြင်းသည်လည်းစိတ်ဝင်စားပွဲအခမ်းကဏ္ဍတစ်ရပ်ပင်ဖြစ်ပါလေ။ဆရာကြီးမောင်ခင်မင်းတနုပြူရဲ့စကားသမုတ်တရားစာသမုတ်တရားဆိုတဲ့ စာအုပ်လေးရဲ့အပိုင်း၁၄ကိုဒီမှာပဲခတခနာရှင်းနာခွင့်ပြုပါရှင်။နန်းနလေးရုပ်ဖတ်ပြတာလေးကို အချိန်ပေးနားဆင်ပြပါတော့ချစ်တော်လေးတို့ရေ www အချစ်ပါနော်။နန်းနလေးတို့မမ YouTube channel လေးကိုလည်း like and subscribe လေးနဲ့ဝင်ရံပေးကြပါချစ်တော်လေးတို့ရေ။စိတ်ညစ်စရာစိတ်ပျက်စရာအားငယ်စရာနားကြည့်ကြတဲ့ကိုချစ်တော်လေးတို့နဲ့တူနန်းနလေးတို့ကအတူတူရှင်းပြပေးပါမော်။ အရာရာအတင်းရင်ကြော်ဖြတ်ကြမယ်နော်ဖေဖေရီဝေးကွာကြပါစေ fighting